ိုင်းနိုင်ငံကုန်သည်ကြီးများအသင်ပူပေါင်းပြီးမြန်မာပြည်မှာနိုင်ငံတကာအစားအစာနဲ့အဖျော်ယမကပြပွဲကိုဇူလိုင်လကုန်မှာကျင်းပမယ်လို့မြန်မာကုန်သည်ကြီးများအသင် UMSCCI ကဇူလိုင်3ရက်နေ့မှာကြေညာလိုက်ပါတယ်။ဒီပြပွဲကနေမြန်မာကဘလို့အခွင့်အလမ်းတွေရှိနိုင်မလဲ။မြန်မာပြည်ရဲ့စက်မှုလုပ်ငန်းနဲ့ကုန်ထုတ်လုပ်ငန်းမှာ60ရာခိုင်နှုန်းကျော်ကစားတောက်ကုန်လုပ်ငန်းဖြစ်တာကြောင့်နိုင်ငံတကာကုမ္ပဏီတွေနဲ့လက်တွဲပြီးဈေးကွက်ထိုးဖောက်ရေးမှာဤပညာရရှိနိုင်မဲ့အခွင့်အရေးရှိတယ်လို့ဥဇော်မင်းဝင်းကပြောပါတယ်။ တဟုတ်နိုင်ငံမှာအားတော့တဲ့ကနာဟာပုံတို့တံပူပါတခြားနိုင်ငံတွေမှာဒီမနိုင်ငံမှာစက်မှုလုံကပုံထုတ်လို့တဲ့အားတော့လုံကကြည့်လို့ရှင်60ဒေါ်လောက်ကြာနိုင်လို့ခါတော့အားတော့ပုံထုတ်လို့တဲ့လုံကလည်းဖြစ်ပုံနဲ့လည်းယူနီဖောင်းတက်ပြီးတော့သူတင်တော့အားတော့ပုံထုတ်လို့တဲ့လုံကကျင်နေတဲ့နိုင်ငံသားလာတဲ့ပုဂ္ဂိုလ်တွေဘယ်လိုပါတနာချက်ပေါ့ဒီပြီးပေါင်းပြီးတော့ဘယ်လိုထုတ်လို့ကြအောင်တော့ဒီကတော့ဒီမနိုင်ငံမှာ ဈေးွက်ပုတ်ပေါက်ကိုလာပြီးကြားတာဆိုတော့ကိုယ်နိုင်ငံတို့ထုတ်လို့တဲ့ဒီစားတပ်ကိုလည်းပါတော့ဤပညာပိုင်းနဲ့ကျွန်တော်တို့ကဆိုတော့ကြားရှိနိုင်မယ်ဒီထားပြပါတယ်ဇူလိုင်24ရက်ကနေ26ရက်နေ့အထိ3ရက်ကြာကျင်းပမယ်မြန်မာ International Food and Beverage Horico 2014မှာတော့ထိုင်းနိုင်ငံကကုန်အမှတ်တရစိတ်ပေါင်း100လောက်ရဲ့ပစ္စည်းတွေဝန်ဆောင်မှုနဲ့ရောင်းချမှုတွေကိုပြသမယ်လို့ပြောပါတယ်။ဒီပြပွဲကို ICVS Company ကလည်းပူးပေါင်းထားသလိုအဓိက sponsor အဖြစ် ထိုင်း CP ကုမ္ပဏီကတာဝန်ယူထားပါတယ်။ CP ကုမ္ပဏီအနေနဲ့တာဝန်ယူပြတဲ့အကြောင်းကသူတို့အနေနဲ့ franchise နဲ့ hotel စားသောက်ဆိုင်နဲ့ဖြန့်ဖြူးရေးတွေကြည်ကြည်ပြန့်ပြန့်လှုပ်ဆောင်လိုတာကြောင့်လို့ကိုကျော်စောလင်းကရှင်းပြပါဗျာ။ဘယ်မှာဒီမှာတော့ကျွန်တော် franchising မှာဒီနှစ်ကနေစပြီးတော့ဒီကြက်ကြော်ဆိုင်တွေကိုအများပြည်သူလောက်ကိုင်းနိုင်အောင် franchising နေနဲ့ကျွန်တော်ပြိုးတူပူပေါင်းစားပြီးတော့ပြည်သူတွေချပေးမှာဖြစ်ပါတယ်။ဒုတိယအကူကျတော့ Horeca business, hotel, restaurant and catering အဲ့တော့စားတော့ဆိုင်ဒီဟိုစားတာတော့ချက်ပြုတ်ကိုဆောင်နေပုံမှန်နေအော်ဒါရီဟာပြင်အနေဆုံးရဲ့ brace fund ပါဆိုရင်ချက်ဥကြောင်းပါချက်ဥပါချက်သားတော့ဒီအတွက်ကြောင့်မလို့ CB ကုမ္ပဏီနဲ့တည်းထိစပ်ပြီးတော့အများကြီးဒီပုံမှန်ပြီးတော့အကောင့်မွန်တဲ့ service တွေ SMB ရဲ့ဝန်ဆောင်မှုတွေရရှိပြီးတော့သူတို့ရဲ့ company brand ဟာမြင့်တင်နေပါတယ်ကုံသွယ်မှုကိုကျော်လွှားပြီးမြမအစားတော့လုပ်ငန်းမှာယင်းနှိမ့်ညွတ်မှုအခွင့်လန်းများဆိုတဲ့ခေါင်းစဉ်အောက်မှာ ဆွေးနွေးပွဲကိုလည်းထိုင်းမြန်မာနှစ်ဖက်ကုန်သည်ကြီးတွေဆွေးနွေးကြမယ်လို့စီစဉ်ထားပါဗျာ။